ချင်အဲ့မျိုးလုံးရပြောင်းနေပြီအဲ့လိုမျိုးဖြစ်တာဆိုတော့လေစင်းလိုက်စင်းလိုက်ကမူနေရစင်မငိုရစင်ဆိုလို့နည်းနည်းပဲရှိရဆိုတော့လေအာစိတ်လည်းတော်တော်ပင်ပန်းငယ်အာပထမဒီ WD မြူးထားပါခွေရ အကက်စင်လောက်တယ်ပေါ့နော်ကက်စင်လောက်တယ်ငွေဘွားရဲ့ဒီအငွေဘွားအကောင့်ထဲနေကက်စင်လောက်တော့မြို့အမဝင်းပြိုင်ငယ်ပြိုင်ပြီးတော့အတိချာလေးကက်စင်မှာစူးစမ်းပြီးတော့ဒီဆောင်းလေးဖြူစနိုးလေးဆွဲကာရက်တာကိုရလာခဲ့ပါရလာခဲ့ပါရှင်အပင်မန်းလာတော့ရမ်းပင်မန်းနေပေါ့နော်ဘာလို့လဲဆိုတော့ပထမကကန်နဲ့မြစ်တာလိုပဲအငို့အအမြဲငိုနေရဆိုပေမဲ့ဒီကားကျတော့ အာမတူဘူးပေါ့နော်ဒီကြားမှာလည်းနည်းစိတ်ကလည်းစောင်းနေပြည့်စိတ်ကအာပို့ပြီးတော့များတယ်ပေါ့နော်အီချင်းနေရတယ်သူကအရွယ်ကနည်းနည်းကွာတော့လေအဲ့လိုမျိုးဆိုစိတ်ခံစားချက်ကလည်းပို့များတယ်ပြီးတော့ပြင်ပန်းလာကြလည်းပို့များတယ်ပေါ့နော်အဲ အခုပြောနေကြတယ်ငိုဝဲငိုနေကြတာပေါ့ငိုဝဲငိုနေရပေါ့နော်အမြင်အဲ့ဒါဘယ်လိုလဲဆိုတော့ဒီဆက်အရာပေါ့နော်မြင်ရတချို့နေရာမှာကျတော့အဲ့လိုမျိုးဟိုဟိုနည်းနည်းပြော့ညံ့တယ်လို့မျိုးပေါ့နော်ဒီလိုပြော့ညံ့တာများပြီးတော့ဟိုစိတ်ဓာတ်ရရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပဲလုပ်ရတယ်ဆိုတော့ငိုဝဲငိုရတယ်ဒါပေမဲ့အဲအရှိမရိုက်ခဲ့တဲ့ကားရင်ငိုရတဲ့အခြေတွေ့မဲ့လည်းဒီကားနဲ့နေဖို့ပြပြင်မနေတူခံစားရတယ်ဆက်ကိုစိတ်ထည့်ပေးလိုက်ပေါ့နော်ကဲလာလာလာမိမိလာမိမိလာပြင်းနေစိတ်ထည့်တာမြန်မြန်လုံးညီလာတော့ ိုးကအရင်ပင်ပန်းနေပင်ပန်းနေတခါလေကြလို့ရှင်အဲ့ချိုးနေဆိုလို့ရှင်အာမိမွှေးရဆင်းဆိုလို့ရှင်အဲ့ဒီဒီအပိုင်း30လားစသဖြင့်မလာလို့ဒီပြသွားတယ်ထင်းမင်းဆိုင်ထဲမှာနေနေရပွေတယ်လို့မိုးရဲ့ခန်းဆိုလို့ရှင်မိမတနာလောက်ကြီးလုံးဝမရအောင်မျက်ရည်လုံးဝမထွက်တော့တာအရှိမလဲအိမ်မိုးရတဲ့ဆီကရိုက်ပြီးသွားတယ်ကွာအော်လုံးဝမျက်ရည်မထွက်တော့အမှအတင်းနေကိုလို့ မီးလုံးနေချာနီးတိုင်းနဲ့ညက်ထောင်လို့လို့မရတော့အဲ့ဒီမှာအဲဒါ crew တွေရော director ဦးလို့အဲ AD ကိုမရအကုန်လုံးတခြားစောင့်နေရေပေါ့နော်အဲ့တို့ကြောင့်လို့လည်းအဲတကယ်ကိုမှုကောင်းကောင်းနဲ့တခြားရောက်ပါလို့ထင်တယ်ပေါ့နော်အခုပြောနေကြဆိုအဲ့ခဲမှာဆိုလို့ရှင်လည်းအားမလို့အားမရနဲ့ပြောကြရေပေါ့နော်ဟိုဒီဒီသမေးကြတွေလောက်ခံရငိုပဲငိုနေဒါပေမဲ့အဲ့ဒီငိုတဲ့ခံရဖို့တော့မိမလည်းအများကြီးစူးစမ်းခဲ့ရပေါ့နော်ဆိုတော့အဲတခြားကြောင့်လို့ရှင်လည်းဇက်နဲ့လိုက်ရောက်လို့လောက်ရခိုင်မှာကြောက်လေတော်တော်လေးပင်ပန်းတာမျိုးရှိရေနောက်အဲ့လိုပဲမိညက်ရေမထွက်တဲ့ဟာဆိုလို့ရှင်နှာခမ်းသုံးနှက်လောက်ထရှိနေအဲ့ဆိုလို့ ိုရှင်လေတေချာလေးဟိုစောင့်လေးရပါတော့တခန်းဆိုလို့ရှင်ပြီးရွက်ပါရွှေ့ပြီးရိုက်လိုက်ရအဲ့ဆီကိုအဒီဒီရဲ့မှာပယ်လိုက်ပါတော့ဒီရဲ့မှာပယ်လိုက်ပြီးတော့နောက်ရဲ့ကြမှာထက်ရရပါတော့အဲ့လိုမျိုးဆိုတော့တော်တော်လေးပြင်မှန်းငယ်ဒါပေမဲ့လည်းအမ်အခုဒီတချို့ရကြတော့လေမိဘကနေချစ်ပေးပြီးတော့အားမလို့အားမရနဲ့ပြောရအောင်ဆိုတော့လေအဖိတ်လက်ကြီးအားပေးကြတယ်တကယ်ကိုပြင်မှန်းအချို့နဲ့ပါတယ်ဒါပေမဲ့ပြီးလည်းအဲ့လိုငိုရတဲ့အတွက်တော်တော်လေးပြင်မှန်းငယ်ပါတယ်အဲ့ငိုရတာအရန်အားဆိုင်ပေါ်ရခေါင်းလေးကြိုက်တာမျိုးတွေရပတ်အောင်တာမျိုးတွေခံစားကိုကိုရောင်ညိုက်နေတဲ့အရန်ဟိုရတဲ့ခါမှာအဲ့ဒါမျိုးတွေခံစားခဲ့ရ န်တာမျိုးလေးရှိတယ်အာမိရချာအဲ့လိုမျိုးတခုခုကိုဟိုလောက်တယ်ဆိုလို့ရှိရင်တေချာလေးလောက်ချင်တယ်ပေါ့နော်တေချာလေးလောက်ချင်ဒါပေမဲ့အာအမြဲတမ်းကိုကရနေတယ်ဆိုလို့ရှိရင် ရနေပြီမဲ့ပေါ့နော်တခါလေးရလို့ရှိရင်အဲ့လိုတွေခက်ခဲဖြစ်သွားရှင်မင်းအဲ့အိမ်ကလုံးဝအဲ့တနေကိုခိုင်းမှုပဲအဲ့လိုပဲမင်းရဲ့စိတ်မှအဲ့လိုမျိုးနည်းနည်းအဲ့လိုထော်မာရလို့ဖြစ်နေပါတော့ထော်မာရပြောလို့ရှိရင်အဲ့အိမ်ရှင်ဘတ်တွေအောင်းနဲ့နှလုံးအောင်းနဲ့ပေါ့နော်ပထမမင်းအင်တာဗျူးတစ်ခုမှပြောခွဲအိမ်နှလုံးယောဂရမတတ်ဘူးဆိုတော့နှလုံးယောဂရသွားတာမဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးငိုအားပန်ပြားတော့ဟိုအိမ်နှလုံးတွေအောင်းနဲ့ပေါ့ရှိခေါင်းတွေကြိုက်တယ်လို့မျိုးပဲ အဲ့လိုအမြင်နဲ့ဆိုမကြည့်ရောပေါ့နော်အဲ့လိုဖြစ်တာပေါ့နော်အဲအဲ့ဒီအတွက်ကြောင့်လို့နည်းနည်းလေးရောလဲဟိုကို့ကိုပြန်ပြီးတော့ဟိုအားယူရပေါ့နော်ဒါပေမဲ့ဒီကားရဲ့နေရဲ့ချိန်ပြန်ပြီးတော့တကယ်ကိုစိတ်ရောလို့တော်တော်ပင်ပန်းနေရှင်ဟုတ်နင်းတယ်လောငါတက်မပြစ်မယ်နင်းတယ်လောငါတက်မပြစ်မယ်နင်းတယ်လောငါတက်မပြစ်မယ်ဆွတ်လောလောဟိုဒါပေမဲ့ဟိုအခြေအနေပေါ်မှာလည်းရှိသေးတယ်ပေါ့နော်ဒီသူ့မှာဖေးရှိရဲဆိုပေမဲ့လည်းဒီအဲ မိတွေပေါ့အနီမာရောဒီဟိုဘက်ကပို့ပြအင်အားများနေပြီဆိုကြောင့်လို့သူ့အနေနဲ့ခလေးဆိုတော့သူဘာမှတိတ်မသိဘူးပေါ့နော်ဒီရဲမှာလည်းအမီခရိုက်တာ17 17လား10လောက်ပြီအဲ့လောက်ပဲရှိသေးရဆိုတော့လေမိဘအတွက်တော့မတွေးတတ်သေးဘူးဆိုတော့ဒါသူငိုပဲမွန်နေရတယ်သူ့မှာအကြောင်းရင်းတော့ရှိရပေါ့နော်ဒါပေမဲ့ကြီးလာလို့ရှိရင်သူလည်းသူ့ကသူတွေးတတ်လာပြီးတော့ပြန်ပြီးတော့လက်စားချေဟားလေးလည်းရှိရင်ရှိမှာပေါ့ရှင်ဟုတ်အနီဝါနဲ့ဒါနောက်ဆုံးအခုဒါဒီဝါဆုံးသွားတဲ့အခန်းကြီးကိုတွေ့တာဘရမ်ဖတ်တရားကြီး ကြည့်ခဲ့လေတယ်ကြောက်ဖို့ကောင်းတယ်နော်ဟုတ်ကို့စိုက်ကြည့်နေတဲ့အခါမျိုးလို့ရှိရင်ကိုကိုရန်ရောအပြင်မှာ blog တော့ကြောက်ဖို့ကောင်းခဲ့တယ်တကယ်ကြောက်တယ်အဲ့ဒါကြောင့်လည်းမိတကယ်မိုးဝင်သွားပါတော့မိအဲ့ TikTok account လေးမှာအခုအဲပရိသတ်တွေအားပေးရဲ့ဒီ TikTok လေးတစ်ခုပေါ့နော်အဲ့နောက်ဆုံးအပိုင်းဆက်တက်မှာအဲတီဝါတေဝါရဲ့အခန်းပေါ့နော်အမှဆိုလို့ရှိရင်တကယ်ကိုလည်းကြောက်ဖို့ကောင်းတယ်အပြင်မှာဆိုလို့ရှိရင်အဲ့လိုမျိုးဟိုကြည့်နေအကြည့်ရောပါလုံးဝဟို အဘလိုပြရမလဲတကယ်ဟိုစနိုးစက်ကောင်တွေဝဲဆိုရင်ဒီဟာကြီးကိုကြည့်ပြအဲ့လိုမူးပါလဲသွားပေါ့နော်အဲ့အဲ့လောက်ကြီးကိုတကယ်ဟိုဖြစ်တယ်ပေါ့နော်အာဒါမဲ့အာတကယ်လဲဟိုဟိုမီးတွေမူးရအောင်တကယ်ဟိုတေချာလေးလုပ်ပေးလို့လဲညီမအောင်လဲကျေးဇူးတင်ပါတယ်လို့ပြတကယ်လဲ จับဖို့ကောင်းတယ်ဘုနော်တကယ်ဟိုအဲ့လိုမျိုးအဖြစ်မှာဟိုမဟုတ်ရယ်အဲ့သူ့ရဲ့မျက်လုံးထဲမှာအစားအဲ့လိုမျိုးသွေးညိတ်ဘုနော်အဲ special effect makeup ပေါ့အဲ့အဲ့ဒီဟာကလည်းတေချာလေးအဝင်ဝင်ကြဖြစ်ပြောတကယ်ဟိုဟိုဆန်နိုးဆိုရယ်ဇက်ကောင်ညမှာကြောက်ပြောတကယ်ဟိုမူရခဲ့ရပေါ့ဟုတ်အမှန်တမ်းပြောလို့ရှိရင်မိကအဲ့မှာကြောက်တော့ကြောက်တယ်ဒါပေမဲ့အဲ့မှာကြောက်တယ်ဆိုတာထက်လေအဲဒါကိုကြည့်ပြီးတော့ဟို အဲငိုပြီးတော့ငူးလဲသွားအစင်းဆိုအဲ့ဟာတော်ပဲမြင်အာယုံရောက်နေပုံမျိုးကကြောက်တော့ကြတယ်ဒါမဲ့လေဟိုအဲ့ဒီငါလုံးနိုင်မှဖြစ်မယ်ပေါ့နော်ဒီခန်းကကို့အတွက်လည်းပို့ပြီးတော့အရေးကြီးရဲ့လို့ထင်တယ်အဲ့တော့ကြမလို့အာငါလုံးနိုင်မှဖြစ်မယ်ပေါ့အဲ့ဒီစိတ်နဲ့ပဲဆိုပြီးအရင်ရောဟိုလိုဒီရိုက်မြုံမှတိကျတိကျထားမိပေါ့နော်ဒါမဲ့ပြန်လဲကြည့်လိုက်ကြောအာတကယ်ကြောက်စရာအဲ့ းကြောက်တယ်ပေါ့နော်မောက်ခိတ်ချမ်းလေးကကြောက်အရှိမကကာလင်းမေတ္တာမှာတွေ့ဘူးပြီးဒါမှမတကယ်ပြန်မလေးသဘောကောင်းတယ်ပေါ့နော်အဲဒီ anyone နဲ့ကြာဒီမှာဆက်တွေ့ဘူးနော်ဘာလို့ရှိဥယျာဉ်နဲ့ဝဥယျာဉ်နဲ့လည်းမှာဆက်တွေ့ဘူးအရှိမရှင်တွေ့ရောရှင်ဒါပေမဲ့အဲ့လောက်ထိဟိုရှင်ကြီးရဲ့ဆက်ကောင်းမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့အဲပထမပိုင်းကတော့နည်းနည်းလေးလို့စိမ့်တာမျိုးလေးရှိရဲဒါပေမဲ့အဲနောက်ပိုင်းကျတော့လေတေချာလေးဟိုမျိုးတင်ပြပေးရဲအဲ တကယ်ဟိုဒီဇက်ကောင်လေးမတက်ရမတက်ရပဲပေါ့နော်အပြင်မှာဇာတိထားလေးနွေထွေးနဲ့အဲ့လိုမျိုးဆက်ဆက်နေတဲ့ကြောင့်လို့အဲရရတဲ့အဆင်ပြေပေါ့နော်အကုန်လုံးနဲ့နောက်ပိုင်းမှာရင်းနှီးသွားပြီးတော့အဲအကုန်လုံး CI ပညာလေးလည်းမိတိချာလေးသင်ယူခဲ့ပါတယ်အော်ဒါဇက်ကောင်ပြန်ကြည့်ရတဲ့အခါမှာဒါတချို့ကအနီမောင်လို့သားမျိုးအရင်မုန်းကြတာကိုကောင်ပြန်ကြည့်ရတဲ့အခါမှာကြည့်စုတူနေနေဘယ်လိုလုပ်လိုက်ခံစားဟုတ်အဲဟိုမျိုးရိုင်းနေတော့ကြတော့ဒီစင်းညာဟို ီလိုမျိုးကိုအစင်လိုက်ရတာမဟုတ်ဘူးကွာရှေ့ရောက်လဲမြောက်လဲဆိုဇက်ရဲ့အရသာကိုမြို့ subscribe ဖတ်ထားတယ်ဒီဇက်ကောင်တွင်းနိုင်မယ်ဒီလိုကြည့်ရတော့တော့မရဘူးကွာအခုကြည့်ပါတကယ်ကိုမုန်းစရာကြီးကွာနော်ဟိုစနိုးကိုလည်းအမှန်ပြောလို့ရှိရင်လည်းအားမလို့အားမရဖြစ်တယ်ကွာဒါပေမဲ့လည်းအကုန်လုံးကအဲဒီကို character အဲထဲမှာဝင်ခဲ့လို့အဲ့လိုမျိုးဟိုဇက်ကိုလည်းကြည့်ရတကယ်အဖြစ်မှဖြစ်နေတယ်လို့မျိုးမုံမို့ကောင်းနေလို့အထင်ပါတယ်ဟုတ်ကဲ့ပါ comment တွေရောဖတ်လာတာဟုတ်တချို့ comment တွေကမဖတ်ဖြစ်ဘူးနည်းနည်းအဲ့မျိုးဟို စိတ်နည်းနည်းအဆင်မပြေစရာကောမန်တွေတိတ်မဖက်ပြေဒါပေမဲ့လည်းအကုန်လုံးကချစ်ပြီးတော့ကိုယ့်ဘက်ကအားမလိုအများဖြစ်လို့ပြောပေးကြတာဆိုတော့လေအဲတချို့ဟာလေးတွေကဖက်ပြေတချို့ဟာကြမီးမအားတော့မဖက်ဖြစ်ပထမတော့ကဘောနော်မြို့ရဒီ episode 1ကနေအဲ11 ठी ကကျွန်တော်မီးတို့ဒီငယ်ဘဝဘောနော်မမရမုံ location မိလာတော့အခုဘုန်းရှိကလည်းဖြစ်နေမြို့ငယ်ဘဝဆိုတော့အာဒီဟာဘောနော်ခလေးတယောက်ဆောင်ဒီ အနေနဲ့ပေါ့နော်ဒီပထမပိုင်းမှာပေါ့နော်အဲ့လိုဟိုဇလန်းစာနေတဲ့ချိန်မှာပြဿနာတွေပြင်းသွားမလားပေါ့နော်မိအဲ့လိုစဉ်းစားပြီးတချို့ကကြောက်ရလေဒါကိုအလုံးဝအဲ့လိုမျိုးမခွဲခြားဘဲနဲ့တိချားလေးအကုန်လုံးကိုတိချားလေးကြည့်ပြီးမှာဒါပေမဲ့ချို့ကကြောက်ရလေမျိုးနဲ့ဟိုပြင်းစရာကောင်းသွားတတ်တယ်လေအဲ့လိုမျိုးဆိုတော့ဒါမဲ့လေအတိချားလေးလုံနိုင်တဲ့ပြဿနာတွေရတယ်အဲ့လိုမိရောကျွန်တဲ့ပါဝင်တဲ့တွေအကုန်လုံးကိုချစ်ပေးကြတယ်ဆိုတော့အငြင်းကိုဟိုကျိနေတယ်ပေါ့နော်မိအမှန်တိုင်းပြောလို့ရှိရင်ဒီလောက်ထိအောင်မှာပဲအားပေးကြလိမ့်မယ်လို့မထင်ဘူးပေါ့နော်နည်းနည်းအရှိမှာခလေးတယောက်ဆောင်နေပဲစတာရဲ့ဆက်ဆိုတော့ပြဿနာကြီးကပြင်းသွားမှာဒါမှမဟုတ် အဲ့လိုစိတ်ဝင်စားပဲနေမလားဆိုရင်လည်းနည်းနည်းစိုးရိမ်နေရပါတော့ဒါပေမဲ့အာတကယ်ထွက်လာတဲ့အချိန်ကျတော့ episode 1မှာရင်ကိုအဗီဒီယိုလေးတွေကအမီလီယံချီသွားတယ်ပေါ့နော် view ရေမီလီယံချီသွားတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့အရန်ကိုပျော်ပါတယ်နောက်ပြီးတော့အဲ့လိုမျိုးစ조사ချိုးနဲ့တယ်လို့လည်းခံစားရတယ်အဲ့ဒါကြောင့်ဟိုဘယ်လိုပြောရမလဲမြို့ကန်းလာနေဆိုတာထက်အဲ့လိုမျိုးဟို casting ဝင်ရတယ်ကပုံများရပေါ့ဒါပေမဲ့လည်းအဲ့လိုမီးရုပ်ကအဲ့လိုမျိုးပဲဖြစ်ဖြစ်လို့လားမသိဘူးအများကြီးအဲ့လိုမျိုးဟိုတနာစရာအကောင်းတဲ့ character နောက်ပြီးအများကြီးပိုရတယ်အဲ့လိုမျိုးအဲ့နည်းနည်း အဲ့လိုစိတ်မကောင်းဖြစ်စရာ character တွေနဲ့ပဲလာရဆိုတော့လေဒါမဲ့တော်တော်များများတော့မိ casting ဝင်ပြီးမှရတဲ့ဟာတွေပဲများရပေါ့နော်ဒါမဲ့လေအာမိရုပ်ကအဲ့လိုဖြစ်လို့ဒါမှမဟုတ်မိနဲ့ကန်ဆက်တဲ့ character တွေကပဲအဲ့လိုမျိုးတနာစရာအကောင်းတဲ့ character ဖြစ်နေရတာမသိဘူးနော်ဒါမဲ့အဲ့လိုမျိုးပိုလဲပြင်မှန်းနေဒါမဲ့အဲ့လိုမျိုးမျိုးလိုအဘိရဲ့ပိတ်သက်တည်းရဲ့အချက်ကိုပို့ရတယ်လို့ခံစားရတယ်။ငိုရတဲ့ character တွေများလာတဲ့အခါမှာပိတ်မဲ့ဒီ character တွေအတွက်ပြင်ပန်းလာတယ်လို့ရှိလား။အခြား character ပြောင်းလုံချင်တဲ့မျိုးတွေ။ ဟုတ်အဲ့အဲ့လိုမျိုး character ဝင်မှန်းလေလို့ဒီတိုင်းမိတစ်ခါလေးကြားလို့ရှိရင်အဲ့လိုမျိုးအဲ့နွန်းနွန်းထားပါပြီတော့မိစိတ်တော်တော်ထိရအောင်စိတ်တော်ထိရဆိုတာလေကြီးလေးချောပြပေါ့ကွာတကြဆဲကောက်ပါဆို ဟိုဘယ်လိုပြောရမလဲဒီ character ကကြတော့လေဟိုမိုင်ငူရတာထက်ဆိုတာထက်လေသူ့မှာအဲ့လိုမျိုးအဖေရဲ့မြစ်တာလို့ရှင်လဲပြောလို့ရှင်နောက်ထပ်ပါလာတဲ့အဲ့လိုအဟိုမိထွေးနဲ့အဲ့လိုမိရဲ့ပါသားလာအဲ့လိုမျိုးသူရဲ့အဲ့လိုမျိုးစုံနောက်ချက်တာလည်းခံရရပါတော့အဲ့ဒါကြောင့်မို့သူ့စိတ်ထဲမှာအဲ့လိုမျိုးနာကြီးတာရောမုန်းတာရောစိတ်မကောင်းဖြစ်တာရောအမြင်နဲ့အဲ့လိုရောထွေးနေရဆိုတော့ဒီ character မှာမိအဲ့လိုစိတ်နှစ်တဲ့အချိန်မှာတကယ်စနိုးဖြစ်သွားလို့လားမသိဘူးတော်တော်လေးကိုပြင်မဲနေပေါ့နော်အဲ့လိုမျိုးခုနကပြောလို့ပဲတချို့ရေလို့ဟိုတချို့ရဲ့ လိုမျိုးမမုန်တဲ့နေမှာဆိုလို့ရှိရင်အကုန်လုံးအားနာရယ်ပေါ့နော်ဒါအရင်အဲ့လိုမျိုးဟိုအချက်ယူပြီးတော့အဲ့လိုအခက်ခဲဖြစ်သွားတာမဟုတ်ပဲအကုန်လုံးအားနာရယ်ပေါ့နော်အဲဒါမှမဟုတ်လေအဲ့ဥရဲလိုဘောနာပြောလို့ရှိရင်တကယ်ကိုအကုန်လုံးပါဝင်တဲ့တရုတ်ဆောင်နေအကုန်လုံးပြီးတော့ဒီအဲအကုန်လုံးကပေါ့နော်တကယ်ကိုစောင့်နေကြလို့လေဒီကနေ့ပဲတကယ်ကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့ဟိုဘောကလို့မျက်လုံးတွေလည်းအဲအမေဒီနေ့ဒီနေ့ငိုပြီးသားရယ်ဆိုလို့ရှိရင်မနေ့ပြန်မနေ့ဆိုလို့ရှိရင်အဲ့မျက်လုံးရ ပြန်နေအဲ့လိုမျိုးဖြစ်တာဆိုတော့လေစင်းနိုင်စင်းနိုင်ကငိုနေရစေမငိုရစေဆိုလို့နည်းနည်းပဲရှိရဆိုတော့လေအာစိတ်လေတော်တော်ပင်ပန်းငယ်ဟုတ်အဲ့လိုချို့မီးမလုံနိုင်တဲ့ဟာတွေအတွက်ကိုအဲ့လိုမျိုးအကုန်လုံးအားနာပေါ့မီးကအဲ့လိုမျိုးလုံးတယ်ဆိုလို့ရှိရင်အကုန်လုံးဟိုအမှန်တကယ်နည်းနည်းဒေါ်ပါကြီးရဲ့ပါတခါဆိုတခါတည်းပဲလုံချင်တယ်အဲ့လိုမျိုးတခြားရကူးသွားတာအချိန်နည်းနည်းလေးဆွဲပြီးသွားတယ်ဆိုရှင်မီးအရန်အားနာရတော့ပေါ့လို့ရှိရင်ဒီဆလုံးရဲ့ character ကိုပို့ပြီးတော့တိလာတဲ့အချိန်မှာပေါ့နော်ဒီ အဲတူနာခြင်းမှုကိုလည်းခံစားရတယ်ပေါ့နော်အဲ့တော့ကြောင့်လို့လေအာဒီကားမှာပြည်သက်တွေပြောသလိုပဲပေါ့နော်အဲဆနိုးလေးရတကယ်ကိုဟိုတရုတ်ဆောင်ကောင်းနေပေါ့နော်အပြင်မှာမိအဲ့လိုဆွေးနေတာထိုက်ဆောင်မိသွားပြီဆနိုးလေးလိုမြင်နေပေါ့နော်အဲ့လို comment တွေဖတ်ရတဲ့အချိန်မှာလည်းမိရမ်းကိုအဝမ်းသာပါတယ်ဒါပေမဲ့စိတ်ကကြောက်လို့မျိုးစိတ်မကြည်ရမျိုးမဟုတ်အဲ့လိုစိတ်မကောင်းဖြစ်တာလည်းမိမတေချာမပြောပြတတ်ဘူးဒါပေမဲ့အဲ့လိုမျိုးနည်းနည်းအဲ့ဒီဓာတ်ရိုက်ပြီးရတစ်ဖက်လောက်ကြည့်မိအဲ့ဒီဟာရလုံးဝထုတ်လို့မရဘူးပေါ့နော်အဲ့လိုဖြစ်နေ ဟုတ်လားနောက်ပိုင်းတာဘန်ကင်တာဘက်ကိုပြောင်းဖို့ရှိနေတယ်ကိုနဲ့ဘန်ကင်တာနဲ့လိုက်တယ်လို့ခံစားမိတာဘယ်လိုမျိုးရှိလဲအဲ့တော့မိတခါမှ fan ကကြတော့တခါမှမလုပ်ကြည့်ဘူးမသိဘူးပေါ့နော်ဒါပေမဲ့မျိုးတရုပ်ဆောင်ညာကြတော့ဒီအဲလူကြီးပိုင်းရောက်လာလေးလေးပို့ပြီးတော့ရွေးချယ်မယ် character တွေကများွားလေးလေးဆိုတော့လေ အာအထက်ကြီးမိကိုခွင့်ပေးပေးတယ်ဆိုလို့ရှိရင်တော့လုတ်ကြည့်ချင်ပါတယ်ဒါပေမဲ့လည်းဟိုလိုက်တယ်မလိုက်ဘူးကြာလည်းပြိတက်ပဲအဆုံးဖြတ်ပေးမှာဆိုလေအာကိုစီတကယ်ရောက်လာခဲ့လို့ရှိရင်တော့တခြားလေးကိုစူးစမ်းပြီးတော့အာလုတ်ကြည့်ချင်ပါတယ် Nino Tower ဆက်လန်းတွဲမှာပေါ့နော်မြို့အပိုင်းမှာကြာငယ်ဘွားအပိုင်းကပြီးသွားပြီပေါ့နော်ဒါပေမဲ့ကြီးဘွားအပိုင်းနေမှာတစ်ချက်ပို့ပြီးတော့ဟိုတံမှုမြင်လာမယ်ဆက်ချက်ကြီးမြင်လာမယ်အခက်ကြီးလေအများကြီးရှိလေးပေါ့နော်တခါလုံးကကျတော့ဒီစောင်းလင်းဖြူရဲ့အဲ့လိုမျိုး နာကြီးမကကြောင့်အဲ့လိုမျိုးတကားအရှိလေးသွားမှဆိုတော့လေအာမမရှင်မောင်လည်းအများကြီးစူးစမ်းထားတယ်မိခွာလည်းအဲ့လိုမျိုးအဲနောက်ဘာဖြစ်မလဲမသိသေးဘူးကွာမိရိုက်ထားတဲ့အပိုင်းမျိုးမြင်သိရဆိုတော့အဲ့လိုမျိုးဆိုတော့မိလည်းဒီလိုအဲ့လိုမျိုးအားပေးပါမယ်လို့အာပရိသတ်ကြီးလည်းမြို့ချစ်ပေးကြတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်လို့အဲနောက်ထပ်ဒါမဲ့အပိုင်းမျိုးလည်းစောင့်ကြည့်ပြီးအားပေးကြပါ